င်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့လည်းခင်တင်းနေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်မင်းအောင်လင်ကရုရှားစစ်ကောင်စောင်ပူတင်ကိုဖျားပြားဒိတ်ဒေါ်လာကြွတ်မင်းဆိုပြီးတင်စားစေခဲ့တဲ့လက်တဲ့တရားခံဟာစစ်ကောင်စီရဲ့ဒုနိုင်ငံကြီးဝင်ကြီးလွင်ဦးဆိုသူဖြစ်တယ်လို့သိရပါတယ်ဂျပန်စစ်ကောင်စီရဲ့ AOD ရေတက်စခန်းဌာနချုပ်မှာရေတက်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထိန်ဝင်းဆိုသူရဲ့အမိန့်နဲ့ အရေးပေါ်ရေတရအတွက်ပဋ္ဌာန်းယွန်နီသင်တန်းတွေပို့ချနေပြန်နေဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကတင်းနေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်မင်းအွန်လိုင်းကရုရှားစစ်ကောင်းဆောင်ပူတင်ကိုဖျားဗျာဒိတ်ဒေါ်လာကြွက်မင်းဆိုပြီးတင်စားဈေးခဲ့တဲ့လက်တည်တရားခံဟာစစ်ကောင်းစီရဲ့ဒုနိုင်ငံသားရေးဝင်ကြီးလွင်ဦးဆိုသူဖြစ်တယ်လို့သိရပါတယ်ဒါကတော့မတ်လ၄ရက်နေ့ကပဲရုရှားစစ်ကောင်းဆောင်ပူတင်နဲ့အချမ်းဖတ်မင်းအွန်လိုင်းတို့တွေ့တဲ့အချိန် မေအွန်လိုင်းကပူတင်ကိုမျက်စွာဖျားရဲ့ဗျာဒိတ်ဒေါ်လာကျွတ်မင့်ဖြစ်တဲ့အကြောင်းထုတ်ပေါ်ပြောဆိုပြီးအဲ့ဒီအကြောင်းရေးထားတဲ့စာအုပ်ကိုသွားပေးခဲ့တာပါအဲ့ဒီစာအုပ်ရေးတဲ့အဓိကလက်သေးတရားခံကတော့အကြံဖက်စစ်ကောင်စီရဲ့ဒုနိုင်ငံကြီးဝင်ကြီးလွေဦးစိုးသူဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစာအုပ်ကိုအခိုင်အမာတုတေသနစာတတ်မရှိဖျားဟောဟုတ်မဟုတ်အတိမပြုတ်နိုင်ပဲရှပွေဖော်ထုတ်ရေးသားထားပြီးကလောင်အမီမောင်လွင်မြင့်ဆိုတဲ့အမီနဲ့တုံးဆွဲရေးသားထားတာဖြစ်တယ်လို့သိရပါတယ် ဲ့ဒီစစ်ကောင်စီရဲ့ဒုနိုင်ငံသားရေးဝင်ကြီးဟာဘသူမန့်သေးချာရေရရမတိရတဲ့ပါဠိဆရာကြီးဥသောဆိုသူရေးထားရစာမျက်နှာ48မျက်နှာပါ1938ခုနှစ်ထုတ်စာအုပ်ကိုကိုးကားပြီးတော့ရုရှားမြန်မာချစ်ကြည်ရေးကိုအမွန်တင်ရေးသားထားတာပါအဲ့ဒီစာအုပ်ထဲမှာမင်းအွန်လိုင်းကိုအလိုမင်းမြောက်ပင့်ရေးသားထားပြီးစစ်ကောင်ဆောင်မင်းအွန်လိုင်းတက်ထမှာရုရှားမြန်မာနိုင်ငံဆက်ဆံရေးဟာတမိုင်းကြောင်တလျှောက် ထွန်းလင်းအတောက်ပဆုံးအချိန်ကာလဖြစ်တယ်ဆိုတဲ့အကြောင်းတွေနဲ့မင်းအွန်လိုင်းရဲ့ဥဆောင်မှုအောက်မှာတည်တည်သားသားတိုးတက်လာတယ်ဆိုတဲ့အကြောင်းတွေကိုပါအလွန်အမင်းမြောက်ပင့်ရေးသားထားပါသေးတယ်။အဲဒီလိုမင်းအွန်လိုင်းကိုမြောက်ပင့်ဖားရနေတဲ့ဒုနိုင်ငံခြားရေးဝန်ကြီးလွင်ဥဆိုတဲ့သူဟာ2015ခုနှစ်ကဖြစ်ပွားတဲ့လောက်ကင်စစ်ပွဲမှာတုန်းကဆိုရင် တရုတ်ဘက်ကိုလက်နက်ကြီးချော်ပြမှုကြောင့်စစ်ဘက်ကနေယာတုအနာပိတ်ခံရပြီးအရက်ဘက်ကိုပြောင်းရွှေ့ခံရသူလည်းဖြစ်ပါတယ်။အဲဒီလိုအရက်ဘက်ကတနမန်ယာတုကနေအဖားကောင်းတာကြောင့်နိုင်ငံဂျာယေဒုဝင်ကြီးအထိယာတုတက်လာခဲ့သူဖြစ်ပြီးအခုလဲဒူဝင်ကြီးဘဝနဲ့မင်းအွန်လိုင်းကိုဆက်ဖားနေပြန်တယ်လို့သိရပါတယ်အခုရုရှားစစ်ကောင်းဆောင်ပူတင်ကိုမင်းအွန်လိုင်းပေးလိုက်တဲ့စာအုပ်ထဲမှာလဲလွန်ခဲ့တဲ့2500ကျော်က ဂေါရမမြတ်စွာဘုရားဗျာဒိတ်တော်ဟာဒတ်တိကွတ်တိတိကြမှန်ကန်နေတာကိုယနေ့ကာလမှာအံ့ဩဘွေရတွေ့မြင်ရတယ်ဆိုပြီးမရှက်မကြောက်ရေးခဲ့တာကိုလည်းတွေ့ရပါတယ်။မင်းအွန်လိုင်းကတော့အဲ့ဒီစာအုပ်ကိုပူတင်ကိုပေးပြီးကြွတ်မင်းဖြစ်တယ်ဆိုပြီးတော့ပါတင်စားလိုက်တဲ့ကြွတ်ပုံမြင်ဟာအခုတော့ရန်ကုန်မှာရှိတဲ့တနမန်အတိုင်းဝိုင်းကြမှာပါခွက်ခွက်လန်အောင်ရီမောနေကြတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့အဝေးရောက်မြန်မာကျွမ်းကျင်သူနိုင်ငံသားတွေကတော့ ပူတင်ကိုတင်စားပြောဆိုသွားတဲ့ကြွက်ကိစ္စကိုတပတ်မလဲကြသေးပဲ။ဘာကြောင့်ကြွက်နဲ့နှိုင်းပြီးပြောတာလဲဆိုတာကိုမေးမြန်းစုံစမ်းနေတာတွေလည်းရှိတယ်လို့သိရပါတယ်။တစ်ဖက်မှာတော့အဲ့ဒီစစ်ဘိုးထွက်လွင်ဦးဆိုတဲ့သူဟာစာရေးဆရာဖြစ်ခြင်းနဲ့စာပေယူတယောက်ဖြစ်ပြီးတခြားစစ်ဘိုးထွက်စာရေးဆရာတွေလိုလူတလုံးသူတလုံးဖြစ်ခြင်းနေတဲ့သူတွေဖြစ်တဲ့အပြင်သူဟာဘင်္ဂလားဒေ့ရှ်မှာတန်နမန်တာဝန်ထမ်းဆောင်တုန်းကလည်း ရိုဟင်ဂျာမရှိဆိုတဲ့အတုံးအုံနဲ့တန်နမန်ရေရာကိုစစ်ကွင်းလို့တုံ့နှုံခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်တန်နမန်တွေနဲ့ဂဒေါကဇဖြစ်ခဲ့ဘူးပါတည်တယ်။ဒါအပြင်အဲ့ဒီစစ်ဘိုးအတွက်လွင်ဦးဆိုတဲ့သူဟာအခုလိုနိုင်ငံဂျာယေဒူဝင်ကြီးမဖြစ်လာမီရုရှားနိုင်ငံဆိုင်ရာမြန်မာတမ်မတ်အဖြစ်နဲ့လေ2022ခုနှစ်ဇွန်လလကနေ2023စက်တင်ဘာလအထိမော်စကိုမှာတာဝန်ထမ်းဆောင်ခဲ့ပေမဲ့ရုရှားနိုင်ငံရေကိုရိတ်စားမိနိုင်တဲ့ညံရေမရှိတာကြောင့်မေအွန်လိုင်းဟာ သူနဲ့ထိုက်တန်ရအလွန်ညံ့ဖျင်းတဲ့တန်မန်တွေပဲရထတာဖြစ်တယ်ဆိုပြီးတော့လေပြောဆိုဝေဖန်မှုတွေပါရှိနေပါတယ်ခင်ဗျာတဖက်မှာတော့ဂျပန်စစ်ကောင်စီရဲ့ AOD ရေတပ်စခန်းဌာနချုပ်မှာရေတပ်ဦးစီးချုပ်ဘိုဂျုံကြီးထိန်ဝင်းဆိုသူရဲ့အမိန့်နဲ့အရေးပေါ်ရေတရာအတွက်ပဋ္ဌာန်းယူနီတင်နန်းတွေပို့ချနေပြန်တယ်လို့ရေတပ်တရင်အရေးမိကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် ဒါကတော့အခု match လာ၁ရက်နေ့ကနေ9ရက်နေ့အထိအချက်ဖက်စစ်ကောင်စီရဲ့ AR ရေတပ်စခန်းဌာနချုပ်ဓမာယုံမှာရေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးထိန်ဝင်းဆိုသူရဲ့အမိန့်နဲ့အရေးပေါ်ရေတရအတွက်ဆိုပြီးပဋ္ဌာန်းယွန်းနီတင်နန်းတွေပို့ချနေပြန်တဲ့အတွက်ရေတပ်ဦးစီးချုပ်ရဲ့ဇနီးအပါဝင်အရာရှိဇနီးမှန်သမျှအားလုံးတက်ရောက်နေရတယ်လို့သိရပါတယ်။လက်ရှိအဲ့ဒီ AR ရေတပ်စခန်းဌာနချုပ်ဓမာယုံမှာပဋ္ဌာန်းယွန်းနီတင်နန်းကိုဖွင့်လှစ်နေပြီးအဘိဓမ္မာတင်နန်းမှုဟာအငိမ့်စားဗိုလ်ချုပ်တင်ငွေရဲ့တမိနဲ့ စစ်ဆေးဆရာဝန်တရင်မှုရဲ့ဇနီးခင်တန်းနာဥကဥဆောင်ပြီးအရေးပေါ်ရေတရအတွက်ပဋ္ဌာန်းယူနီတင်နန်းတွေပို့ချနေတာဖြစ်တယ်လို့ရေတက်သတင်းရင်းမြစ်ကိုတိုင်ကရန်ကုန်ခေတ်တိကိုပြောထားပါလေ။အဲ့ဒီအရေးပေါ်ရေတရပဋ္ဌာန်းယူနီတင်နန်းကိုရေတက်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးထိန်ဝင်းရဲ့ဇနီးနဲ့အတူအရာရှိတွေရဲ့ဇနီးမယားတွေပါတက်ရောက်နေရပြီးတင်နန်းလာမတက်တဲ့သူတွေကိုပါအရေးယူမဲ့ဆိုပြီးတော့ကိုချိမ့်ချောက်ထားသေးတာဖြစ်တဲ့အတွက်ရေတက်အရာရှိဇနီးမယားတွေလည်းမဖြစ်မနေတက်ရောက်ပြီး ဲ့ဒီအရေးပေါ်ရတရားပဋ္ဌာန်းယွန်းနီးတွေတင်နေရတယ်လို့ပြောပါတယ်ဒီနေ့မတ်လ9ရက်နေ့မှာတော့အဲ့ဒီအရေးပေါ်ရတရားပဋ္ဌာန်းယွန်းနီးတင်တဲ့စင်ပွဲနဲ့စုပေးပွဲမှာပြုလုပ်အောင်မှာဖြစ်ပြီးရေတဲ့ဌာနချုပ်ဓမ္မယုံမှာလည်းဒီနေ့ညနေ၄နာရီခွဲကနေစပြီးတော့အရေးပေါ်ရတရားအတွက်ပဋ္ဌာန်းယွန်းနီးအပြင်ဓမ္မစကြာတုတ်ပါရွတ်ဖက်ရမယ်ဆိုပြီးတော့လည်းအမိန့်ထုတ်ထားသေးတယ်လို့ရေတဲ့သတင်းရှင်းမြစ်ကိုတိုင်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာ ဖက်မှာတော့မကွေးတိုင်းရေကျိုးမြို့နယ်မှာရှိတဲ့မြေစွန်းတော်ခြေရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်ပြီးအသက်60ကျော်အရွယ်အရတပီသူတက်ကြီးရွယ်အိုး၅ဦးကိုတပ်ဖြတ်သွားတဲ့အပြင်ရွာလုံးကျုံမိရှုဖြက်စီသွားတယ်လို့ရေကျိုးတောင်းရှိ info အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ၂ရက်နေ့ကပဲရေကျိုးမြို့နယ်မှာရှိတဲ့မြေစွန်းတော်ခြေရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီချိန်ခြေရွာတွေကပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးကြပြီမြဲ့ ရွာထဲမှာထွက်ပြေးလို့မလွတ်တဲ့အသက်60ကျော်အရွယ်ဦးဟန်တင်ဦးထိန်မြင့်ဦးတန်မဏိဒေါ်တန်းပြင်းနဲ့ဒေါ်လှငွေဆိုသူတကြီးရွယ်ဦး၅ဦးကိုအချက်ဖက်စစ်ကောင်စီတပ်သားတွေကဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင်ကြေးရွာထဲကနေအိမ်တွေကိုလည်းရွာလုံးကျွမိရှုဖျက်ဆီးသွားတယ်လို့ရေဂျိုတောင်းရှင်အင်ဖိုအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းတိုင်းမြို့နယ်နဲ့ရင်းမြို့နယ်မှာအပုတ်ခံရတဲ့အချက်ဖက်စစ်ကောင်စီဘက်ကစစ်မှုထမ်းတပ်သားတစ်၃ဦးဟာ တော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့သက်ဆိုင်ရာတော်လိုင်းတက်တွေကရန်ကုန်ခေတ်တကိုပြောပါတယ်။မွန်ပြည်နယ်ကရင်းမြို့နယ်မှာတော့ဖေဖော်ဝါရီလ29ရက်နေ့ကပဲအချမ်းဖက်စကောင်စီရဲ့ခမရ9ကုတ္တတက်ရင်ကနေစစ်မှုန်တသားတစ်ဇော်ထူးနဲ့အောင်ပြေဆောင်ဆိုသူတို့နှစ်ဦးဟာ PDF ဒေါနာစစ်ကြောင်းစီကိုအာကိုတကြီးဆက်သွယ်လာပြီးတဲ့နောက်စစ်ကောင်စီလက်အောက်ကနေမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ PDF ဒေါနာစစ်ကြောင်းရဲ့တာဝန်ရှိသူရဲဘော်ဝေကြီးကပြောပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုန်တသားတစ်နှစ်ဦးဟာ ရန်ကုန်တိုင်းဒလမြို့နယ်ကတူးနဲ့ပဲခူးတိုင်းရွှေကူလေးဖျားဘက်ကတူးတို့ဖြစ်တယ်လို့လည်းဆိုပါတယ်။အလားတူတင်းသာကြီးမြို့နယ်မှာလေအချက်ဖက်စကောင်စီရဲ့ခမရငငါ6တက်ရင်းကတသားမောင်ဝေးလင်းထွန်းဆိုတဲ့သူဟာလေလက်နက်နဲ့အတူမရမကထွက်ပြေးလာပြီးတော်လိုင်းရေးတက်တွေစီမှာအလင်းဝင်ရောက်လာသလိုလက်နက်ပါပါလာတဲ့အတွက်တော်လိုင်းရေးတက်တွေကငွေကျပ်360ကိုပါစုငွေချင်းမြင်ပေးခဲ့တယ်လို့လေဘိတ်ခိုင် PD ရဲ့ပူပေါင်းစစ်ကြောင်းနှစ်ရဲ့တာဝန်ရှိသူတူကပြောထားပါသေးတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ဘကိုးတိုင်းကအုတ်ဖို့မြို့နယ်မှာအချက်ဖက်စကောင်းစီအတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေတဲ့အောက်ချုပ်ရေးမှုမြင့်ဥဆိုတဲ့သူကိုတော်လန်ရေးရဲဘော်တွေကပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းမိကိုတေသွားတဲ့အပြင်ဖော်ကာဒဇီပါတင်းစီရရှိထားတယ်လို့ဒိုင်ယာရီကန်ပီဒီအေရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အုပ်ဖို့မြို့နယ်မှာအချမ်းပတ်စစ်ကောင်စီအတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေအကြီးအကျယ်လုပ်နေတယ်။တာလီကကြေးရွာအုပ်ချုပ်ရေးမှူးမြင့်ဦးဆိုတဲ့သူဟာဖော်ကမောင်းပြီးထွက်လာတဲ့အချိန် PDF တက်ရင်3831တက်ခွဲ5ရဲဘော်တွေကနေတွားရောက်ပစ်ခတ်ရှင်းလိုက်ရမှာတော့အုပ်ကြီးမြင့်ဦးဆိုတဲ့သူဟာနေရာမှာပဲပွိုင်းချင်းပြီးကိုတိတ်သွားပြီးသူမောင်းလာတဲ့ဖော်ကကိုပါတော်လည်ကြီးတက်တွေကတင်စီရရှိခဲ့တယ်ဆိုပါလေ။အဲ့ဒီတာလီကကြေးရွာအုပ်ချုပ်ရေးမှူးမြင့်ဦးဆိုတဲ့သူဟာစစ်တပ်အမာခံထောက်ခံတဲ့သူဖြစ်ပြီး လူငယ်တွေကိုစစ်မှုထမ်းဖို့လိုက်လံပေါ်တာဆွဲဖမ်းဆီးဓာတ်တွေငွေညှင့်တောင်းရန်ဓာတ်တွေအကြီးကျယ်လိုက်ပါလှုပ်ဆောင်နေုံနဲ့မကစစ်တပ်အာကိုနဲ့ပြည်သူတွေကိုပါနှီးမျိုးစုံဖိနှိပ်ချင်းချောင်းနေသူဖြစ်ပြီးအခုတော့သေပြီလို့တရားရီကန်ပီဒီရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီကနေ့နေ့ကင်းဒီနေ့နေ့ကိုတင်ဆက်ပေးခဲ့တာပါချစ်စုပေးခဲ့အတွက်ချစ်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ